ပေးဖို့မတင်စိုက်ဇာရွယ်အရွယ်စား orientation ဇာရွယ်အနေထားမာချင်းပေးနည်းများပရမသုနေနဲ့ဇာရွယ်အရွယ်စား paper site ကိုအရင်ရွေးပါပဲကိုစာရိုက်တော့မှဆိုရင်ဥပမာ A4 နဲ့ရိုက်ပါလား A3 နဲ့ရိုက်ပါလား legal နဲ့ရိုက်ပါလားဒုတိယအနေနဲ့ဇာယောက downline portrait နဲ့ရိုက်ပါလားအလျားလိုက် landscape နဲ့ရိုက်ပါလား margin ဘေးမြင်များ margin ဆိုတာကတော့ဒီဇာယောရဲ့ဘေးမှာဘယ်လောက်ချန်ပါလဲလက်မဝတ်ချန်ပါလားတလက်မချန်ပါလား ဒါတွေကိုအရာဘူးဇာလေးလို့ခေါ်တယ်ဒီနေရာတွေအတွက်ဘယ်လောက်ချန်ပါလဲဘယ်လောက်ပြောနော်တင်ပါစာရင်ကိုလည်းလည်းနေကတော့မိမိအလိုရှိသည့်အပေါ်မူတည်ပါသည်တဲ့စာရိုက်တဲ့ခါကျောက်လေဒီစာရိုက်ထဲမှာကိုလန်တစ်ခုတည်းနဲ့ရိုက်ပါလားနှစ်ခုထားပြီးရိုက်ပါလားစာရိုက်ရွေးမဲ့ရင်၄ရောက်တဲ့စာစီဆိုင်မလုပ်ခင်ဒီ site မှာဒီဖုန်းနဲ့ရိုက်ပါလားလီဂယ်နဲ့ရိုက်ပါလားရေးမယ် orientation မှာထောင်းလေလားအလဲနဲ့လားစာရိုက်ကိုအလဲပြရခြင်းနဲ့ဆိုရင်ဟောကဝင်မယ်ဒါက မာချင်းပုံမှန်ဆိုရင်ကလမပတ်လည်နေလားဒီမှာကော်လံဘယ်နှခုထားပြီးရိုက်ပါလဲအခုဒီန်တားရင်1ကော်လံနော်2ကော်လံယူလိုက်ပြီဆိုတော့နဲ့2ချမ်းကွဲသွားပြီနော်ဘေးတန်လည်း2ချမ်းကွဲသွားစားလည်း2ချမ်းကွဲသွားတော့ဘာရွက်တရွက်ထဲမှာ3ပိုင်းပိုင်းရိုက်မယ်2ပိုင်းပိုင်းရိုက်မယ်ဒါရွက်ဘယ်နေရာဒီမှာအသုံးလုံးဆိုများသောဖြင့်သတင်းစာတွေမှာကြတော့ဒါမျိုးတွေတုံးတာတဲ့တနေရာလေးပြီးသွားမလို့သွားမလို့ဆိုတော့ paste တဲ့ခရူးခါဒီမှာသူ့ရဲ့တောင်းရိုးလေးရှိတာအရင်ဆုံးလုပ်မယ့်အလုပ်ကဒီပါစာ A4 လား A4 လား ေဖိုးရဲ့အကျေဝန်းလည်းဒီမှာပြပေးထားတယ်။ထောင်ပြီးတော့ရိုက်ပါလား။လှည့်ပြီးတော့ရိုက်ပါလား။ဒီမှာအကောင်းကလားပြော။လှည့်နေရိုက်ပါဆိုရင် landscape ကိုယူလိုက်မယ်။အဲ့တော့ margin အခုတော့မှာပုံမှန်အဖြစ်တော့တက်လက်မှထားကြတာနော်။လက်မှာဘယ်လောက်ထားမလို့ဆိုရင်1.2 1.3ရောက်တာ။စာအုပ်ချုပ်လို့ရှိရင်ချုပ်သားချင်ရပြမလား။ပြပါ။အဲ့ဒါမှစာရောလှန်တဲ့ခါကျရင်တို့ကအဆင်ပြေမဟုတ်လား။ကျန်။ဘောတုံအောက်ချီမှာတော့ အနည်းဆုံး0.5 right မှာ0.7နဲ့0.5လောက်ထားကြတာနော်။တော့ margin ချိန်ပြီးတော့ပြီးတော့မှဒီ zero ကိုလှည့်လိုက်မယ်ဆိုရင်ဒီ margin ကိုကြည့်တာနော်။ဟောလူးသေးလား။ bottom မှာဘလောက်ဖြစ်သွားလဲ။ဟိုမှာ point point တူဖြစ်သွားတယ်နော်။အဲကြောင့်မလို့စာစီချိန်မလုတ်ခင်ပထမဆုံးလောက်မှာ zero စာယူလိုက်မယ်။ orientation မှာထောင်လိုက်လားအလဲနဲ့လား zero ကိုအလဲပြရခြင်းနဲ့ဆိုရင်ဟောကဝင်ပြီးမယ်။ဒါက margin ယူလိုက်မယ်။လက်ရှိစာမျက်နှာရဲ့အထက်ကိုစာရွက်လို့လိုချင်ရင်စာရဲ့ရှေ့ဆုံးမှာ cursor ချ insert တက်ကိုနှိပ် ဗလန့်ပေကိုထက်နေလက်ရှိဆံမျက်နှာရဲ့အထက်ကိုသာရွက်သေးရပြီနောက်တနည်းကလေးရောက်တက်ကိုနေ break ကိုနေ base ကိုနေ နောက်ထပ်တနည်းကဆံမျက်နှာရဲ့ရှည်သွင်းကိုကစားချ keyboard ကနေ control ကိုပြတာ enter ကိုနေပြန်ပြီးတော့ဖြတ်ချင်လို့ဆိုရင် bus pay ကိုနေမယ်ဒါဆိုရင်နောက်ယူထားတဲ့ဆံမျက်နှာမရှိတော့ပါဘူးစာစီစာရေးလုပ်လို့ပြီးပြီဆိုရင်ဒီအောက်မှာတော့ နေရာလွတ်တွေရှိနေသေးတယ်အကြောင်းအရာမတူတော့လို့လက်ရှိဇာပြင်းလာရဲ့အောက်မှာဇာရွက်အလွတ်တရွက်လူကြီးနေဆိုရင်ဇာရဲ့နောက်ဆုံးမှာကာစာချာအန်တကီကိုနေတို့မဟုတ် control and နောက်တနည်းကရင်းဆက်တဲ့ထဲက blank page ၄ရောက်တဲ့ထဲက break page ဇာရိုက်ပြီးသားဇာရွက်နေရဲ့ဂျာထဲမှာလွတ်တရွက်ထက်လူကြီးနေဆိုရင် control and ကိုနေတို့မဟုတ် insert ထဲက blank page ပြန်ပြီးတော့ဖျက်ချင်နေဆိုရင်စာရင်နောက်ဆုံးမှာကစားချမပြတ်မချင်း delete key ကိုနှိပ်ပါမပြတ်သေးဘူးဆိုရင် fast pay key နဲ့လည်းဖျက်လို့ရတယ်